Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျွန်တော်ကအကြောင်းအရာလေးတစ်ခုကိုမျှဝေပေးချင်တာဖြစ်ပါတယ်ဒီနေ့ပြောပြပေးမှာတော့ဘာသာစကားနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်တာဖြစ်ပါတယ်ကျွန်တော်ကကိုရီးယားဘာသာစကားကို သင်ကြားပေးနေတာအာ session ကာလလောက်ရှိပြီပေါ့နော် session လောက်ရှိပြီကိုကိုတိုင်းလည်းသင်ယူနေသေးပဲဖြစ်ပါတယ်အခုချိန်ထိလည်းကျွန်မမသိတာတွေအများကြီးရှိပါသေးတယ်သင်ယူနေသေးပါအာအဲ့ဒီအပြင်တခြားဘာသာစကားတွေလည်းကျွန်မလေ့လာနေတဲ့အားတွေရှိတယ်ပေါ့နော်ဆိုတော့ကိုကိုတိုင်းလည်းသင်ကြားပေးနေတဲ့သူအဖြစ်နဲ့ကောနောက်ပြီးတော့ကိုကိုတိုင်းသိ င်ယူနေတဲ့သူတယောက်အနေနဲ့ကိုကြပြပေးတာပေါ့နော်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ဘာသာစကားလေ့လာတဲ့အခါမှာတော်တော်များများကပြောကြတယ်စာမေ့တယ်ပေါ့နော်စာမေ့တယ်ဆိုတော့ကျွန်တော်ဒီစာမေ့တာနဲ့ပတ်သက်ပြီးစာကိုဘယ်လိုချက်တင်လဲဆိုပြီးတော့အကြံပေးထားတဲ့ဗီဒီယိုဖိုင်လေးလည်းကျွန်မလုပ်ထားပေးတာရှိပါတယ်ပေါ့နော်ဆိုတော့ဒီစာမေ့တယ်ဆိုတာက စာဆဆချင်းစာလေးလာကစားသူတယောက်ကစာဖတ်ဖို့အစင်မချောတာရှာခလုတ်တိုက်တာအဓိကပြဿနာပေါ့နော်အခြေခံစာလေးလာတဲ့သူတယောက်အတွက်အဓိကပြဿနာပါလို့ရှာခလုတ်တိုက်တာပေါ့စာတွေကိုဖတ်တဲ့အခါမှာရှာခလုတ်တိုက်တယ်နောက်ပြီးစာဖတ်တာအစင်မချောဘူးအဲ့လိုပြဿနာတွေဖြစ်တတ်တယ်အဲ့တော့ဒီမှာအကောင်းဆုံးနမူနာပြောပြရမယ်ဆိုလို့ရှိရင်တော့လူတယောက်ကိုစပြီးတိတဲ့အခါမှာပေါ့နော်အဲ့လူနဲ့ကိုယ်နဲ့အရင်မရင်းနေသေးဘူးမခင်သေးဘူးကိုကမကြမကြသူနဲ့မတွေ့ဖြစ်ဘူးသူမျက်နှာကိုကိုယ်က မကြမကြမတွေးဖြစ်ဘူးဟိုမတွေးတာကြာသွားပြီဆိုရင်အဲ့ဒီလူရဲ့နာမည်ပေါ့နောက်လူရဲ့ပုံမှန်တက်တာမှမေ့သွားတတ်တယ်ဒါလူရဲ့သဘောတရားပေါ့နော်ဒါလူရဲ့အုံနှောက်ရဲ့သဘောတရားရှက်ဘာဖြစ်လို့ဆိုတော့လူတယောက်ကကိုယ်နဲ့အရင်ကြီးရင်းနှီးလာတာမဟုတ်ဘဲနဲ့ဟိုတိတာလဲမိတ်ဆွေဖြစ်တာလဲတိတ်မကြသေးဘူးဒီလိုတမကန်ရှာခံမယ်ပြီးရင်သူနဲ့ကိုယ်နဲ့နေ့တိုင်းတွေ့တဲ့အခြေအနေမျိုးလည်းမဟုတ်ဘူးဆိုရင်အဲ့ဒီလူကိုကိုကနာမည်ရောမေ့သွားတတ်တဲ့အနေအထားမျိုးရှိတတ်တယ် ဓာတ်သက်ရှိပေါ့နော်တက်မဲ့ဖြစ်တဲ့စာလည်းအတူတူပါပဲရှင်ကျွားတော့နေ့တိုင်းထိတွေ့ပေးရမယ်ပေါ့ဘာသာစကားလေးလာမယ်ဆိုရင်အဲနေ့တိုင်းပေါ့နော်အချိန်ပေးပြီးတော့သူ့ကိုလေ့လာရမယ်မဟုတ်ရင်စာမေ့တတ်တယ်ဆိုပြီးတော့ကျွားတင်ပေးထားတယ်ပေါ့ဆိုတာကကျွားတော့သူ့ကိုနေ့တိုင်းအချိန်ပေးပြီးတော့လှုပ်သွားမှသူကဘာဖြစ်လဲဆိုတော့ကျွားရဲ့အုံနောက်ထဲမှာဆွဲလာမှာအဲ့ဒါမှကျွားတို့ကရှာခလုတ်တိုက်တဲ့ပြဿနာတွေစာဖတ်ခက်တဲ့ပြဿနာတွေကိုကျွားတို့ကကြော်လွှားနိုင်မှာပေါ့နော်အာနေ့တိုင်းမဖတ်ပေးဘူးဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုတော့သူကမေ့သွားတယ်မေ့တယ်ပေါ့ခဏခဏမေ့တယ် ခဏ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 နေတတ်တယ်အဲ့တော့ကျွန်တော်အဖြစ်နိုင်မယ်ဘာသာစကားတစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်ယူသွဖို့လိုတယ်ပေါ့နော်ယူသွမှဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါမှာအစင်ချောတာပေါ့ရှင်သူကအမြဲတမ်းသူနဲ့ကိုယ်နဲ့ထိတွေ့ပေးနေမှာအဲ့ဒီစာနဲ့ကိုယ်နဲ့အမြဲတမ်းထိတွေ့နေမှာအဲ့ဒီစာမှတ်မိတာမဟုတ်ရင်စာမေ့တယ်ခဏခဏမေ့လိမ့်မယ်ပေါ့နော်အဲ့တော့အဖြစ်နိုင်မယ်ဆိုရင်သူ့ကိုအချိန်ပေးပြီးတော့နေ့တိုင်းဖတ်ပေးရမယ်ပြီးရင်ဖတ်တဲ့အခါမှာလည်းကို့အတန်ကိုကို့နားအကြအောင်ဖတ်အဲ့ဒီအခါကျတော့မှဘာဖြစ်လဲဆိုတော့ဒီအတန်ထွက်တီရောစလုံးရောကို့ရဲ့နားထဲကိုကြား င်မှအဲ့စလုံးကအမှတ်မိတာပေါ့နော်စိတ်ထဲကနေပဲဆိုဖတ်သွားလို့ရှိရင်ဘာသာစကားရဖို့ခဲရင်နေပေါ့နော်ပြီးတော့တကယ်လို့ကွယ်ရသွားရင်တော့မှပဲနှုတ်ထွက်ရှက်တတ်တယ်ပြန်ပြောဖို့အတွက်ရှက်တတ်တယ်ပေါ့နော်ဆိုတော့ဘာသာစကားကလည်းအဲ့လိုပဲအမြဲတမ်းအမြဲတမ်းကိုကသူ့ကိုဟိုသူ့နဲ့ကိုနဲ့ရင်းနှီးအောင်လုပ်ပေးရတယ်ဒါနံပါတ်1အချက်ပေါ့နော်နောက်တစ်ခုကကြတော့ဟိုစာပေကတော့ပြီးတယ်ဆိုတော့မရှိဘူးပေါ့ရှင်အဲ့တော့ကိုက level မြင့်လာတဲ့အခါမှာဖြစ်တတ်တဲ့အခက်ခဲပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကိုကစာကိုအခြေခံမှာအဲ့လိုပဲသူကလုပ်လာပြီးတော့ကိုကစာသူနဲ့ကိုနဲ့ရင်းနှီးလ ာပြီးစာတွေရလာပြီးအဲအမှ level တွေ10မီ10ဆိုရင်တက်လာတယ်နောက်ဆုံး level အမြင့်ရောက်လာပြီးအဲ advance level လောက်ကွာရောက်လာ level မြင့်လာပြီးပေါ့နော် level မြင့်လာတဲ့အခါကျလို့ရှိရင်တချို့ကျတော့ intermediate လောက်မှာအဲ့လိုမျိုးအတွေးဝင်တတ်တယ်တချို့ကျတော့ advance level အမြင့်ရောက်မှာအဲ့ဒီအတွေးဝင်တတ်တယ်အဲ့ဒါဘာလဲဆိုတော့ငါစာမရသေးဘူးငါဘလောက်ပဲလုံးလုံးငါစာမရဘူးငါဘလောက်ပဲလုံးလုံးအာငါမလိုက်နိုင်ဘူးငါစာမလိုက်နိုင်ဘူးငါနဲ့အတူတူတက်တဲ့တငယ်ချင်းတွေကအကုန်လုံးအရန်ရနေကြပြီငါပဲမရတာဆိုတော့ ဲ့အတွေ့အဲ့တော့ငါစမရသေးဘူးအငါစမလိုက်နိုင်ဘူးပြီးငါဘလောက်လှုပ်လှုပ်အဲ့ဒီဟာငါငါနဲ့ကီးမကြိုက်ဘူးငါအပန်ထွက်ပဲမမှန်သလိုလို listening မဲမရသလိုလို speaking မဲမရသလိုလို how are you ရနေပြန်တော့ငါ writing မဲမရသလိုလို့အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒါကကိုပဲဖြစ်တာမဟုတ်ဘူးလူတိုင်းလူတိုင်းဖြစ်တတ်တယ်အဲ့လိုဖြစ်လာတဲ့အခါမှာဆိုဘာလုပ်လဲဆိုလက်လျှော့လာတယ်တော်ပြီးမလှုပ်တော့ဘူးဒါမှမဟုတ်အနေအထားကို ပြင်ဆင်တဲ့လူတွေရှိတယ်ဩတော်ပြီး level 3 level 4 ောက်ရောက်နေလို့ဆိုတော့အာမဖြစ်သေးဘူးငါ level 2လောက်ပြန်သင်မယ်ငါစာမကြည့်ဘူးငါစာမကြည့်ဘူးငါ level 2ပြန်ဆင်းမရမယ်ဆိုပြီး level 2ပြန်ဆင်းသွားတာရှိတယ်။အော်တချို့ကြတော့လေအာမဖြစ်တော့ဘူးငါနားလိုက်တော့မယ်ငါနားအောင်မယ်ငါစာလုံးအောင်မယ်နားပြီဆိုရင်အဲ့ဒီစာကကိုယ်နဲ့ပုံဝေးပြီ။ နားရင်နားလို့ရတယ်နားလို့ရတယ်ဆီယာမနဲ့ပင်မမဟုတ်ဘူးဒါပေမဲ့ self study ဆက်လုပ်ရမယ်ကိုယ့်ကိုအိမ်မှာစာဆက်လုပ်ဒါဆိုသူနဲ့ကိုယ်နဲ့ဘာဖြစ်လဲဆိုတော့ပြန်ပြီးတော့ရင်းနှီးလာမယ်သူကကိုယ်ကိုစိမ့်သွားတယ်ပြန်လို့ကိုယ့်ကိုယ်ကသူ့ဘာလဲဆိုတော့ရင်းနှီးအောင်ပြန်ပြီးတော့လေ့ကျင့်ယူရမယ်အဲ့လိုပြန်ပြီးတော့ရင်းနှီးသွားပြီဆိုတော့မှသူနဲ့ကိုနဲ့ပြန်ပြီးတော့ရင်းနှီးသွားတဲ့အခါကျလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့အော်ငါစာရသားပဲဆိုရင်စိတ်ပြန်ဖြစ်တတ်တယ်အဲ့တော့ဘေးလူတွေကဘလို့ပဲကိုကိုမင်းစာရပါတယ်စာရတယ်မဟုတ်ဘူး နေ့ကစာရတယ်ဘယ်လိုပဲပြောပြောကိုကိုကိုစာမရဘူးလို့သတ်မှတ်လိုက်လို့ရှိရင်အဲ့လိုတကယ်စာမရတော့ဘူးစာမရဘူးဆိုတော့ကိုကိုကိုသတ်မှတ်လိုက်တာ तू ကစာမရတာမဟုတ်ဘူး तू ကမရတာ तू तू ကို तू तू မရတာလို့ तू သတ်မှတ်လိုက်တာအဲ့လိုမျိုးပြဿနာရှိတတ်တယ်အဲ့ဒါကကိုရီမာပဲဖြစ်တာမဟုတ်ဘူးဘာသာစကားကိုလိလာနေတဲ့လူတိုင်းလူတိုင်းဖြစ်တယ် ဲ့ဒီပြဿနာကအဲ့တော့ပြီးရင်နောက်တစ်ချက်ကဘယ်လိုမှထပ်ပြီးတော့ရှိတတ်လဲဆိုတော့နောက်တစ်ခွက်ကကြတော့နောက်ထပ်တစ်မျိုးကကြတော့ဘယ်လိုရှိလဲဆိုတော့ငါစာတွေအရင်ရနေပြီငါအရင်ပြီးနေပြီငါမသိတာမရှိဘူးဆိုပြီးတော့အဲ အရန် proud ဖြစ်တဲ့အဖွဲ့အဖွဲ့အဲ့တော့မျိုး proud အရန်ဖြစ်သွားပြီဆိုလို့ရှိရင်လည်းဘာဖြစ်တတ်လဲဆိုတော့အဲ့ဒီ proud ဖြစ်တဲ့လူကခုနစိတ်ကြသွားတဲ့လူတက်ပို့ပြီးတော့ပြဿနာဖြစ်တတ်တာဘာလဲဆိုရင်အဲ့ဒီနိုင်ငံကို तू သွားတဲ့အခါ तू နားမလဲတော့ဘူးအဲ့ဒီစကားတွေအဲ့ဒီစကားတွေ तू နားမလဲတော့ဘူးဆိုရင်အဲ့မှာ तू ဘာဖြစ်လဲဆိုတော့လုံးဝစိတ်ကစိတ်ကြစောင်းဟာ ဘာမှလည်းမသိပါလားငါဘာမှလည်းမရပါလားငါလှုပ်လာတာအလကားပဲဆိုပြီးတော့စိတ်တက်ပြန်ကြသွားတတ်တယ်အဲ့လိုမျိုးသူတွေလည်းတွေ့ရတတ်တယ်ပေါ့နော်ဒါကျွတ်စတင်လာတဲ့ဒီအတွေ့အကြုံဒီတက်တန်းပေါ့နော်ဒီ16 19နှစ်တာကာလအတွင်းမှာကျွတ်တွေ့ခဲ့ရဘူးတဲ့သူတွေပေါ့ကျွတ်ကိုယ်တိုင်လည်းစိတ်ကတက်လိုက်ကြလိုက်ပါပဲဘာလို့ခါကျလို့ရှိရင်ကာဟာငါရတယ်ဟိခါကျလို့ငါမရဘူးဟိအဲ့လိုဖြစ်ခဲ့ဘူးတဲ့အခြေအနေတွေကျွတ်လည်းအရှိမကြော်ဖြတ်လာခဲ့ဘူးတယ်ပေါ့နော်ဆိုတော့ဘာသာစကားတစ်ခုကိုပတ်ပိုင်နိုင်နိုင်ရဖို့ဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့အရင်ဆုံးရင်းနှီးအောင်လုပ်မှပဲဖြစ်မှာပါရှင်အဲ့တော့ရင်းနှီးပြီးတော့ ောပြီဆိုလဲဒီတိုင်းမဲ့သူ့ကိုပြစ်မှတ်ထားပဲနဲ့ self study တွေဆက်လုပ်မယ်အဲ့တော့ကျောင်းအမြဲတမ်းပြောနေကြစကားရှိတယ်ကျောင်းចောင်းသားတွေចောင်းသားတွေဆိုတော့ကျောင်းကိုရီးယားចောင်းသားတွေပေါ့เนาะမြန်မာစာသင်တဲ့ချို့ကိုရီးယားចောင်းသားတွေဆိုလဲအဲ့လိုမျိုးလာပြီးကျောင်းကိုရင်ဖွင့်တယ်အတိုင်ပင်တယ်အဲ့လိုမျိုးလူရှိတယ်ဆိုတော့နိုင်ငံတစ်ခုရှိတယ်အဲ့ဒီနိုင်ငံကိုကိုယ်တိုင်ပဲတောင်းနိုင်ပါရမှာဒီနိုင်ငံကြီးကကိုယ်စိတ်ထဲကနိုင်ငံသူများကာယံထားတဲ့နိုင်ငံမဟုတ်ဘူးရှေ့ကိုကာလိုက်တဲ့နိုင်ငံ ကိုကာလိုက်တဲ့နိုင်ရန်ကိုကိုဟောက်ကိုတောင်းနှံပြီးတော့ဖောက်ထွက်มาပဲဒါတကယ်နေရာအမှန်ကိုရောက်มาပါเนาะဒီနိုင်ရန်ကြီးကကိုကိုကိုကာထားတာဖြစ်တဲ့ကြောင့်မလို့ဘေးကလူတွေဆရာဆရာမတွေကဘလို့မလာပြီးတော့ဒီနိုင်ရန်ကိုလာပြီးတော့တွန်းဖြိုပြီးလို့မရဘူးအဲ့တော့ကိုကိုတိုင်းပဲတွန်းဖြိုကြည့်ရမှာဖြစ်ပါတယ်အခုခေတ်ကလေးတွေပြောသလိုပြောလိုက်မယ်နှစ်ပေါင်းများစွာကိုကိုချစ်ခင်လာတဲ့ကိုရဲ့ချစ်သူတော်မှာပဲကိုကိုထားသွားသေးတာပဲเนาะတမက်ဖြစ်တဲ့ဘာသာစကားထားသွားဖို့ဆိုတာသိမ့်မယ်ပါတယ်အဲ့တော့အားလုံးပဲစင်ပြေကြပါစေရှင်